င်္ဂလာပါရှင်ကျမတို့ channel ကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ပထမအဦးဆုံးဆရာနာတင်ထားသောစစ်ကောင်စီနဲ့မြန်မာနိုင်ငံကို ILO article 33အရပြင်းထန်သောတိုက်ခတ်ပိတ်ဆို့အရေးယူရန်အပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ချုပ်ညီလာခံကအတိပြုဆုံးဖြတ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် အကျန်းဖက်စစ်အာဏာသိမ်းထားသော စစ်ကောင်စီနှင့်မြန်မာနိုင်ငံကို ILO Article 33အရအရေးယူရန်အပြည့်ပြည့်ဆိုင်ရာအလို့သမားဖွဲ့ချုပ်ညီလာခံကဆုံးဖြတ်အတည်ပြုလိုက်ကြောင်းညီလာခံတက်ရောက်နေသောမြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ်မှအထွေထွေအတွင်ရင်မူဥဝေမှုတွင်ကပြောဆိုပါရသည် ယနေ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင်ပြုလုပ်နေသော133ကြိမ်မြောက်အပြည့်ပြည့်ဆိုင်ရာအလုသမားညီလာခံ INC တွင်လူငယ်များနှင့်အလုသမားများကိုစစ်မှုထမ်းဥပဒေဖြင့်အတင်းအဓမ္မစစ်ထဲသွတ်သွင်းပြီးအလုသမားခွင့်ရည်နှင့်လူခွင့်ရည်ချိုးဖောက်နေသောမြန်မာစစ်ကောင်စီကို ILO Article 33အရပြင်းထန်သောတံခါးပိတ်ဆို့အရေးယူရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းညီလာခံတွင်မြန်မာနိုင်ငံနှင့်စစ်ကောင်စီကိုအရေးယူရေးမဲခွဲရန်မလိုပဲ အရေးယူရေးမဲခွဲရံမလို့ပဲအရေးယူရေးတညီတညွတ်ထဲဆုံးဖြတ်အတည်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရပါဗျ။ အိုင်အန်လိုဥပဒေပုံမှန်33နဲ့စစ်ကောင်စီကိုအရေးယူဖို့ဆုံးဖြတ်လိုက်ပါပြီ။အဲဒါကတော့မဲခွဲစရာမလိုဘဲနဲ့အတီးပြုတ်လိုက်ပြီးဖြစ်ပါတယ်။စစ်ကောင်စီကိုအရေးယူမှုတန်ခတ်ပိတ်ဆို့မှုတွေကတော့အများကြီးလာမယ်။ဥရောပတမကအပါအဝင်တက္ကပါအလုံးကတန်ခတ်ပိတ်ဆို့မှုတွေလာမှာဖြစ်ပါတယ်။နီလာကန်မှာရုရှားကိုယ်စားလှယ်ကကျွန်တော်တို့ကိုယ်စားလှယ်ဥမောင်းမောင်းမိန်ကွန်းပြောတဲ့အချိန်အမျိုးသားညီညွတ်ရေးဆိုရာ NUG တစိ့တွေနဲ့နီလာကန်မှာမိန်ကွန်းပြောလို့ရှူးရှူးရှားရှားထားလို့သေးတယ်။နောက်ပြီးစစ်ကောင်စီဘက်က UNICEF က ိုစလေဒေါခိုင်ခိုင်တွေတို့လည်းလာတတ်တယ်ပထမတော့ရုရှားတို့ဘယ်လာရုစ်တို့ကကန့်ကွက်မလို့လုပ်ပေမဲ့လည်းနောက်ဆုံးမှာမဲခွဲစရာမလို့ပဲအေးအေးယူဖို့ဆုံးဖြတ်သွားတယ်ဟုနီလာကန်တက်ရောက်နေသည့်ဥဝင်မှုတွင်ကဆိုပါတယ် မြန်မာနိုင်ငံကို ILO Article 33အရေးယူတန်းခတ်မှုမှာဒုတိယအကြိမ်ဖြစ်ပြီးဆေးဟာနာရှင်တန်းရွှေလက်ထက်ကလည်းပထမအကြိမ်ဖြစ် ILO ကပြင်းထန်သောတန်းခတ်ပိတ်ဆို့အရေးယူမှုများလှုံ့ဆော်ခဲ့ပါတယ်။တက္ကရာ2000ခုနှစ်ဆေးဟာနာရှင်အုပ်ချုပ်ရေးဖြစ်သောတန်းရွှေလက်ထက်မြန်မာနိုင်ငံတွင်အတင်းအဓမ္မအလုတ်ခိုင်းစေမှုပြဿနာများအလွန်ဆိုးရွားခဲ့သဖြင့်ပြည်ပဆိုင်ရာအလုတ်သမားဖွဲ့ ILO ကမြန်မာနိုင်ငံပေါ် ILO ဖွဲ့ဥပဒေ Article 33အရေးယူပိတ်ဆို့မှုခဲ့ကြောင်းသိရှိရ ရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တနက်ထောက်ပြီးဖုတ်ပူမီတိုက်လုံမြင့်မင်းအောင်လိုင်၏အတူရောင်ရွေးကောက်ပွဲဆိုတဲ့သတင်းအကြောင်းကိုတင်ဆက်ပေးပါမယ်။ အဖက်ဖက်မှာဆစ်ရှုံးနေတဲ့စစ်ကောင်စီဟာသူတို့အတွက်နိုင်ငံရေးထွက်ပေါက်လို့ယူဆထားတဲ့ရွေးကောက်ပွဲကိုကျင်းပဖို့အသေးအတန်ပြင်ဆင်နေကြပြီးရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလမှာပြုလုပ်မယ့်အကြောင်းစစ်ကောင်စီလောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲကျင်းပဖို့လုပ်ငန်းစဉ်တွေဟာထင်သလောက်မယိုရှင်သလိုရွေးကောက်ပွဲကျင်းပဖို့၆လဝန်းကျင်သာလိုတော့ပေမယ့်လက်ရှိအချိန်ထိကိုရွေးကောက်ပွဲနီးဥပဒေဆိုတာလည်းထွက်ပေါ်မလာသေးပါဘူး။မြို့တော်ပင်ဆိုစီစစ်ကောင်စီကတော့နိုင်ငံရေး ထွက်ပေါက်အရာရောတရုတ်ရဲ့ဖိအားတွေကြောင့်ပါရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်ကျင်းပသွားမှာကတော့အသေးချာပါပဲ။ ပြီးခဲ့တဲ့2024ခုနှစ်မတ်လ28ရက်နေ့မှာပြုလုပ်ခဲ့တဲ့ရုရှားနိုင်ငံရဲ့မီဒီယာတခုနဲ့တွေ့ဆုံစဉ်မှာအရေးပေါ်ကာလတွေပြီးတာနဲ့ကာလွန်ကိုအာဏာပြန်လွှဲပြီးရွေးကောက်ပွဲကိုကျင်းပသွားမှာဖြစ်တယ်လို့မင်းအောင်လိုင်ကပြောခဲ့ပါတယ်။မင်းအောင်လိုင်ကကာလွန်ကိုပြန်လွှဲမယ်ကာလွန်ကနေဦးစီးပြီးရွေးကောက်ပွဲလုပ်မယ်လို့သူကပြောလာခဲ့ပြီးအဲ့ဒါတွေကိုလေ့လာလိုက်တဲ့အခါကျတော့2008ဖွဲ့စည်းပုံအရဆိုရင်ကာလွန်ကနေသူ့ကိုအာဏာလွှဲခဲ့တဲ့သမရကိုပြန်အစီရင်ခံရအောင်မှာစာနဲ့အစီရင်ခံရမယ်။ ဲ့ဒီအစင်ခန်းစားရတဲ့နေ့မှာပဲတမရကနေပြီးတော့ကာလုံကိုပေးအပ်ထားတဲ့အရေးပေါ်အမိန့်ကိုဖျက်သိမ်းပြီးကြောင်းကျင်ညာရမယ်။အဲ့ဒီမှာကကာလုံကိုရွေးကောက်ပွဲဆက်ပြီးကျင်းပဖို့အတွက်အာဏာပေးရမယ်။အဲ့မှာကကာလုံကနေ6လတွင်ရွေးကောက်ပွဲလုပ်ပေးရမယ်။အဲ့ဒါကတော့ရွေးကောက်ပွဲလုပ်ရမယ်ဥပဒေပါအချက်လက်တွေပါပဲလို့နိုင်ငံရေးလေလာသုံးသက်သူလူခွင့်ရေးရှင်နေဦးကြည်မြင့်ကရှင်းပြပါရယ်။ဒီတဲ့အထီတော့ရိုးရှင်းသလိုဖြစ်ပေမဲ့တကယ်တမ်းမရိုးရှင်းနေပါဘူး။ဘာကြောင့်လဲဆိုတော့လက်ရှိမှာအာဏာသိမ်းတာကိုအာဏာသိမ်း ်နေဆိုတဲ့အကြောင်းပြချက်နဲ့အာနာထိန်ကာလကို6လတချိန်တက်တန်းတိုးနေတာကမင်းအောင်လိုင်းဖြစ်တယ်လို့ကလုံကလည်းမင်းအောင်လိုင်းပဲဖြစ်နေတာပါပဲအဲ့ဒါတွေမပြီးသေးပါဘူးမင်းအောင်လိုင်းဟာဝင်ကြီးချုပ်ယာရုသာမကသူကိုယ်သူနိုင်ငံတော်ယာယီသမရယာရုကိုလည်းကိုယ်တိုင်ပြန်လဲပေးအပ်ထားသူ ဖြစ်ပါတယ်ဒီတော့ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာအာနာသိန်းစစ်ကောင်ဆောင်ဟာစေဦးစီးချုပ်ဖြစ်ဆက်ရှိမာလာရွေးကောက်ပွဲအနိုင်ရပါတီနဲ့ပေါင်းပြီးနိုင်ငံတော်သမရယာရုရယူမာလာဆိုတာက မုံလုံးကိုစက်ကူကတ်တယ်လို့ပဲအ ဖြစ်မရှိနေပါဘူး။ဦးကြီးမြင့်ကဆက်လက်ပြီးလာမယ့်ဇူလိုင်လ31ရက်နေ့မှာ6လတတန်းကကုန်ပြီး6လအတွင်းရွေးကောက်ပွဲလုပ်ရမှာဆိုတော့ရေးကြီးလိုက်ရင်ဇန်နဝါရီ31ရက်နေ့မှာပြင်မှာအဲ့တော့သူကဒီ6လအတွင်းမှာလုပ်ကိုလုပ်ရမှာနေဥပဒေကလည်းမထွက်ရသေးဘူး။ အဲ့ဓာတွေကလည်းဒီကြားထဲမှာထုတ်ရမယ်ပေါ့နော်ပြီးသွားရင်အုတ်ချုပ်ရေးတရားစီရင်ရေးတွေကိုလည်းလူသစ်တွေခံပြီးလုပ်ရမယ်ဆိုတာကိုဥပဒေကတော့ပြတ်ထန်းထားတယ်အဲ့ဓာတွေကိုတော့သူဘလို့လုပ်မလဲစောင့်ကြည့်ရမှာပဲဟုပြောပါတယ်ပြီးတော့တရုတ်ရဲ့ဖီးယားကတအားအားပြင်းလာလို့မဖြစ်ဖြစ်အောင်လုပ်သွားမယ်အနေထားပဲမင်းအောင်လိုင်းကတော့မလုပ်ချင်နေဘူးသူကတော့အာနာထိန်နေဆိုပြီးရသက်ဗန်တောင်တိုးချင်နေတဲ့သူဒီတော့ဒီရွေးကောက်ပွဲကတစ်ချိန်နဲ့မရရင်လည်းနှစ်ချိန်သုံးချိန်လောက်ခွဲလုပ်မယ်အနေထားမျိုးဟုဆိုပါတယ် အခုစစ်ကောင်စီကနေကျင်းပမဲ့ရွေးကောက်ပွဲကို တရုတ်ရုရှားဘီလာရုစ်အာဆီယံတချမ်းအီရန်အိန္ဒိယနိုင်ငံတွေကအတိမတ်ပြုမှာဖြစ်ပြီးအာဆီယံတချမ်းနဲ့အမေရိကန်၊ဩစတြေးလျ၊နယူးဇီလန်နဲ့ EU နိုင်ငံတွေကတော့အတိမတ်ပြုကြမှာမဟုတ်ဘူးလို့နိုင်ငံရေးလှိလာသုံးသက်သူတွေကခန့်မှန်းထားကြပါတယ်။အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့မလေးရှားနိုင်ငံကလည်းမြန်မာနိုင်ငံတွင်ဖြစ်ပွားနေတဲ့စစ်ပွဲတွေရပ်တန့်ဖို့တောင်းဆိုထားပြီးစစ်ကောင်စီအဆိုပြုထားတဲ့ရွေးကောက်ပွဲကို နိုင်ငံရေးလှည့်ပြ ောင်မှုဖြစ်သတ်မှတ်ကြောင်းသဘောထားပြသထားပါတယ်။မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကမြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်ထားတဲ့မြို့တိရွှေကောက်ပွဲမဆိုတရားဝင်ဖြစ်သတ်မှတ်ခံရဖို့ဆိုရင်သက်ဆိုင်ရာအဖွဲ့အစည်းအလုံးအတိုက်ခံအဖွဲ့တွေပါအားလုံးပါဝင်တဲ့ရွှေကောက်ပွဲဖြစ်ရမယ်လို့ဆိုထားပါတယ်။ နေမြေများစွာကိုလက်လွတ်ဆုံးရှုံးထားရတဲ့စစ်ကောင်စီဟာသူတို့စိုးမိုးထားနိုင်တဲ့မြို့အနှဲငယ်ကလွဲလို့တနိုင်ငံလုံးအပြည့်တော့ရွေးကောက်ပွဲကိုကျင်းပနိုင်မှာမဟုတ်တာကတော့အသေးချာပါပဲရွေးကောက်ပွဲကိုပြည်သူတွေကလည်းအတိမတ်မပြူကြပါဘူးဒါပေမဲ့လက်နက်နဲ့စိုးမိုးထားတော့သူစိုးမိုးနိုင်တဲ့နေရာမှာတော့အတိမတ်ပြုနေရမှာပေါ့မြို့ပေါင်းတရာလောက်ကတိုင်းရင်းသားတပ်တွေနဲ့ဒေါ်လာရေးတပ်တွေကတင်းထားတယ်နေမြေ80ရာခိုင်နှုန်းလောက်ကလည်းຫນွေဦးဒေါ်လာရေးတပ်တွေကစိုးမိုးထားတယ်ဆိုတော့ဘယ်လိုဆက်လုပ်မယ်ဆိုတာကလည်းစောင့်ကြည့်ရမှာပါလို့ ဦးကြည်မြင့်ကဆိုပါရယ် အမျိုးသားညီညွတ်ရေးဆိုရ NUG အပါအဝင်တိုင်းရင်းသားဒေါ်လန်ရေးအဖွဲ့အစည်းတွေနဲ့ဆင်အာနာသိမ်းမှုကိုစန့်ကျင်ဒေါ်လန်နေတဲ့နိုင်ငံရေးအင်အားစုအလုံးကတော့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုအတိမဲ့ပြုမှာမဟုတ်ဘူးလို့အသီးသီးထုတ်ပြန်ထားပါတယ်။ရှင်နေဦးကြီးမြင့်ကတော့ရွေးကောက်ပွဲလုံးလုံးမလုံးလုံး NUG ကစစ်နိုင်အောင်တိုက်ရမှာပဲ။သူမလုပ်ရင်တော့ကြာလာတာနဲ့အမျှစကားစနဲ့စီရေးနိုင်ငံရေးကအပေါ်ကိုပြန်ရောက်သွားပြီးဒေါ်လန်ရေးကခန်းစစ်ကိုရောက်သွားမယ်။ဒါကပြည်သူအပေါ်မှာလည်းမူမတည်ဘူး။နိုင်ငံတကာအပေါ်မှာလည်း ဲမူမတည်ဘူး NUG ရဲ့ဥဆောင်နေတဲ့အရေးချင်းတဲ့စေတနာပေါ်မှာမူတည်နေပါတယ်ဒီတော့စစ်နိုင်အောင်သာတိုက်ရမယ်မနိုင်ရင်တော့ရန်သူလက်ထဲကိုရောက်သွားလိမ့်မယ်ရန်သူလက်အောက်ထဲကိုရောက်သွားလိမ့်မယ်လို့အထောက်ပြပြောဆိုခဲ့ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့တိုင်းဒေါ်လာရေးတပ်တွေဟာမြို့နယ်စုစုပေါင်း144မြို့နယ်ကိုစိုးမိုးချုပ်ကန်ထားပြီးအဲ့ဒီထဲမှာမှမြို့65မြို့ကိုအပိသက်သိမ်းပိုက်ထားတာပါ ကျန်တဲ့မြို့နယ်တွေက89မြို့နယ်မှာလည်းတော်လန့်စစ်ဖြစ်ပွားနေတာကြောင့်စစ်ကောင်စီစိုးမိုးအုပ်ချုပ်ထားနိုင်တဲ့မြို့ဟာ108မြို့နယ်သာကျန်ရှိတော့ကြောင်း2024နှစ်ကုန်ပိုင်းမှာထုတ်ပြန်ထားတဲ့ NUG ရဲ့စီရေးတိုးတက်မှုအစိုးရကဖော်ပြထားကြောင်းသိရှိရပါတယ်။